၎င်းတို့နဲ့မင်္ဂလာပါရှင်ဝတ်သားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရခိုင်လက်ကန်အဖွဲ့အေးဟာရခိုင်ပြည်နယ်အတွင်းရှိမြို့တွေကိုထိန်းချုပ်နိုင်ခဲ့ပြီးမြေရခိုင်ဒေသခံတွေကတော့ဆင်းရဲဒုက္ခမျိုးစုံကိုခါးစည်းခံနေကြပါတယ်ရခိုင်လူမျိုးတွေဆင်းရဲဒုက္ခမျိုးစုံကိုခါးစည်းခံနေကြပါပဲရခိုင်လက်နက်ကန်အဖွဲ့ဝင်တွေကတော့ကျဲဝချမ်းသာနေရလို့သိရပါတယ်ဒီဥဒ္ဒံပိုင်းထဲမှာရခိုင်လက်နက်ကန်အဖွဲ့ဝင် ဒုဗိုလ်တော်ရဲ့ကျွဲဝချမ်းသာမှုကဘလောက်ရှိနေတလဲဆိုတဲ့အချက်နဲ့အတင်းအကျပ်လူသစ်စုဆောင်မှုတွေထက်မှန်လုံဆောင်မဲ့အခြေအနေကိုပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ iron ရှယ်လေးလုပ်ပေးပါ။ပြည်သက်ကြီးရဲ့ရခိုင်ပြည်နယ်မှာလက်နက်ကင်တိုက်ပွဲတွေဟာဖြစ်လာခဲ့တာကတနည်းကြော်လာပြီးဖြစ်ပါတယ်။အတိအကျပြောရမယ်ဆိုရင် ရခိုင်လည်းနဲ့ကအဖွဲ့ AA ကနာဆကတက်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဟာရပ်ပေါင်း900နီးပါးရှိလာခဲ့ပြီးဖြစ်ပါတယ်။ဒီရပ်ပေါင်း900နီးပါးအတွင်မှာရခိုင်လည်းနဲ့ကအဖွဲ့ AA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့ရောနာဆကထိန်းချုပ်ထားတဲ့မြို့တွေကို ထိန်းချုပ်နိုင်ခဲ့ပြီးတော့ကြောက်ပြူမန်အောင်စစ်တွေမြို့ကတွေ့ပြီးတခြားမြို့တွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ရခိုင်ပြည်နယ်အတွင်းမှာ AA အဖွဲ့ထိန်းချုပ်မှုအောက်ရောက်ရှိနေတဲ့မြို့ပေါင်း၁၄မြို့ရှိနေပြီ အောက်ချုပ်ရေးလုပ်ငန်းတွေကိုဖော်ဆောင်မှုကြိုးပမ်းနေပါတယ်။တေဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေထိုးစစ်ဆင်တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းရခိုင်ဒေသခံတွေဟာအလုတ်ကိုင်းအခွင့်အလမ်းတွေဆုံရှုံတာကုန်စည်နှုန်းကြီးပြင်းမှုတန်ခိုးရတာအိုးအိမ်တွေကိုစွန့်ခွာပြီးတော့နေရက်စွန့်ခွာရတာစားနေရိတ်ကအလုံလောက်မရှိအောင်စားရင်အခက်ခဲအကျက်တွေများစွာရင်ဆိုင်နေရပါတယ်။ရခိုင်ပြည်နယ်မှာရခိုင်ဒေသခံအများစုက ကျမ်းမာရေးမကောင်းလို့ဝေးစရာဆေးဝါးနဲ့ ဝင်ကြေးမရှိပဲဖြစ်နေပေမဲ့ရခိုင်လည်းနဲ့ကင်အဖွဲ့အေအေ UNLA အဖွဲ့ဝင်တွေကတော့ကြည်ကြည်တဲ့ကျွဲဝချမ်းသာနေရလို့သိရပါတယ်။အေအေအဖွဲ့ကမျိုးတွေကိုထိန်းချုပ်နိုင်ခြင်းမရှိတဲ့အချိန်တုန်းကရခိုင်ဒေသခံအများစုဟာအေအေအဖွဲ့ကိုအားပေးထောက်ခံမှုရှိခဲ့ပေမဲ့လက်ရှိအချိန်မှာတော့အေအေ UNLA အဖွဲ့ဝင်ရဲ့ရခိုင်ဒေသခံတွေကိုဖိနှိပ်အနိုင်ကျင့်တာဒေသခံတွေပိုင်ဆိုင်တဲ့အိုးအိမ်အပါအဝင် ပိုင်ဆိုင်မှုတွေကို အတင်းအဓမ္မလူယုံမှုတွေကြောင့် ရက်ကင်ဒေတာကန်တွေဟာ AAUL အဖွဲ့ကိုလိုလားနှစ်သက်မှုမရှိတော့ဘူးလို့ဆိုပါတယ်။ကုလသမဂ္ဂအဖွဲ့ကရက်ကင်ပြည်နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့်လမ်းဘက်ဆက်သွယ်ရေးမကောင်းခြင်း၊စိုက်ပျိုးမှုအဆင်မပြေခြင်းစတဲ့အခက်အခဲတွေအပါအဝင်ရက်ကင်ပြည်နယ်အတွင်းမှာ2025ခုနှစ်အတွင်းစားနေရိတ်ခါအလုံးအလောက် မရတဲ့တက်တနာနဲ့ကြုံရမယ်လို့တတိပေးခဲ့ပူပြီးလက်ရှိအချိန်ထိလည်း AAUL က၎င်းတို့ထိန်းချုပ်ရာမြို့တွေမှာ လောက်ကအခွင့်အလမ်းနဲ့စာဝယ်နေရေးအဆင်ပြေအောင်ပြင်ရှင်းစီစဉ်ပေးနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။ရကလန်နဲ့ကအဖွဲ့ AA ကစတင်ခဲ့တဲ့ထိုးစစ်စင်တိုက်ခိုက်မှုတွေကြောင့်ရကပြည်နယ်အတွင်းမှာအလောက်အကိုင်းအခွင့်အလမ်းတွေပြည့်စည်ခဲ့ရပြီးတော့ကိုယ့်ရဲ့ professional အလောက်ကိုမလောက်ကိုင်းရပဲတက်ကြောင်အလောက်တွေကိုလောက်ကိုင်းနေရတယ်လို့သိရပါတယ်။ရကပြည်နယ်အခြေဆိုင် BNA သတင်းဌာနကမလ၁၇ရက်နေ့ကဖော်ပြခဲ့တဲ့သတင်းတပုတ်ထဲမှာ မြအုံးမြို့နယ်မှာနေထိုင်သူတအုပ်ဟာအေအေအဖွဲ့ကရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေမဖော်ဆောင်ခဲ့အချိန်တုန်းကကျောင်းဆရာလောက်ခဲ့ပြီမင်းလက်ရှိချိန်မှာစာဝယ်နေရေးအဆင်ပြေအောင်မက္ကလာသို့မဟုတ်ဝါခမောက်ရက်တဲ့လုပ်ငန်းကိုလုပ်ကင်နေရတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်မလ17ရက်နေ့ကဖော်ပြခဲ့တဲ့ BNA သတင်းတရက်ထဲမှာလေအလောက်ကန်အခွင့်လဲမရတဲ့အတွက်စာဝယ်နေရေးအခက်အခဲဖြစ်နေတယ်လို့မောင်တော်ဒေတာကံမျိုးသမီးတူကပြောဆိုထားပါတယ်။ မောင်တော်မျိုးပါဒေတာကန်တွေဟာစာနယ်ရှိကစေဝါလူဝဲချက်တွေမြင့်တက်နေပြီးတော့မောင်တော်မျိုးမှာနေထိုင်သူအများစုဟာထမင်းအပါဝင်အစာအစာကိုလျှော်စားနေရတယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်အတွင်းမှာယူသားတဲ့ရခိုင်ဒေတာကန်အများစုကအကဲကဲများစွာရင်ဆိုင်နေရပြီမင်း။ရခိုင်လည်းကအဖွဲ AA ULA အဖွဲ့ဝင်နေနေ၎င်းတို့နဲ့နှိဆက်သူတွေကတော့ချမ်းသာနေရလို့သိရပါတယ်။လက်ရှိချိန်မှာရခိုင်ပြည်နယ်အတွင်းမှာ စာဝိနေရေးအဆင်ပြေစေဖို့အတွက်အရှင်တုံးကကြိုင်းနေတဲ့ချင်းမရှိရင်အေးအေး URL အဖွဲ့ဝင်တွေနဲ့လက်ထပ်ထိန်းများတာတွေလှုပ်ဆောင်လာကြတယ်လို့သိရပါတယ်။ရခိုင်စစ်ပေးဆောင်တို့ကအခုရခိုင်မှာမြန်မာငွေလဲထုံမရစမ်းစီလဲအေးအေးစစ်သားတွေစားဖို့အဓိကပေးရတော့အကုန်ငတ်နေရတဲ့အရှင်တုံးကရခိုင်ချင်းချင်းဆိုဘိုးယူစေးချနေလို့မလို့ကျင်တဲ့ရခိုင်မတွေကတော့အေးအေးလက်လက်ကင်ဆိုစားဝင်းနေအရာယူကုန်ကြပြီ မြို့တခါသိရင်တခါသိရာကြီးပါလာသလိုလာစာမရလေတလားတမျိုးသိရင်တင်းနဲ့တယ်ဖြစ်နေရဲဆိုပြီးတော့ပြောပါတယ်ရကလည်းနဲ့ကအဖွဲခေါင်းဆောင်ထုံမြတ်နိုင်ညွှန်ကြားချက်တွေမိန်ကုန်းတွေနဲ့လက်ရှိရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်နေတဲ့အရာအလုံးဟာတချောင်းစီဖြစ်နေတယ်လို့ဝေဖန်မှုတွေမြင့်တက်နေပါတယ်ရခိုင်ပြည်နယ်အတွင်းမှာရိုသားတဲ့ရခိုင်လူမျိုးတွေဟာဆင်းရဲဒုက္ခမျိုးစုံရင်ဆိုင်နေရပြီမြန်မာနိုင်ငံအဖွဲ့ AA UNLA အဖွဲ့ရဲ့ဒုဗိုလ်အစင်ရှိသူတော့ စက်သိမ်းပေါင်းတောင်းနေကြည့်ပြီးကျွဲဝချမ်းသာနေသလိုအေးအေး UNL အဖွဲ့ခေါင်းဆောင်တွေဆိုရင်စက်သိမ်းပေါင်းများစွာကျွဲဝချမ်းသာနေရလို့ဆိုကြပါတယ်။ရခိုင်နယ်နဲ့ကန်အဖွဲ့အေးအေး UNL ဟာဝယ်ရစေဝါလုပ်ငန်းတွေနဲ့ဆက်နွယ်မှုရှိနေတယ်လို့သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ရခိုင်နိုင်ငံရေးသမားတဦးကတော့ခမရတို့က UNAA ကိုတိတ်အထင်ကြီးလွန်ကြတယ်။ဗကတိအတွင်မြင်ကိုမသိကြဘူး။ရှေ့ဆုံးပုဂ္ဂိုလ်ဟာ UNAA ကဒုဗိုလ်အကာဘူတိတောင်မှာတာဝန်ကျနေရဲ့ ဒီပုပ်ကိုရဲ့ကျဲဝါမှုဟာသိန်း9000ကျော်တဲ့ဒါဒုဖို့အဆင်မရှိသေးရနော်ဘာလုပ်ငန်းနဲ့ချမ်းသာတာလဲဆိုတာကိုရင်သာစဉ်းစားကြပြီးတော့ရခိုင်ပြည်အနာကက်ဟာလုံးဝပြည့်စည်သွားပြီးအဖက်ဆင်မရတော့ဘူးကျွန်တော်တို့ကတော့အင်မတန်ရှင်လေးရဲ့ဒီကိစ္စတွေကိုဘာကြောင့်အရေးမယူတာလဲဘသူမှတာဝန်အရှိဆုံးလဲအမျိုးသားလွတ်မြောက်ရေးဆိုတဲ့မျက်နှာဖုံးကိုစွပ်ပြီးကိုကျိုးတီဆောင်နေရတွေရက်တဲ့ပါပဲအခွင့်ကောင်းရနေတုံးမှာရခိုင်လူတို့ကိုစီရင်နာထားပြီး ရခိုင်ပြည်ကိုတိဆောက်သင့်ပြီးရခိုင်လူတို့ကိုကာလတစ်ခုသာလှည့်စားနိုင်ပါလိမ့်မယ်ရခိုင်ပြည်သူတွေဟာကာလတစ်ခုသာတေးခံပါလိမ့်မယ်အဲ့ကာလမရောက်ခင်ပြုပြင်ကြခြင်းကသာအကောင်းဆုံးပါကျွန်တော်တို့လည်းလက်ခုပ်တည်ပြီးအားပေးကြပါတယ်ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်မှာရှင်းသားဖော်ပြခဲ့ပါတယ်အဲ့ဒီရခိုင်နိုင်ငံရေးသမားဟာမလ16ရက်နေ့တုန်းကရခိုင်လက်နက်ကအဖွဲ့ AA ULA အဖွဲ့ဝင်တွေကဘင်္ဂလားဒေ့ရှ်၅ဖန်သမားတွေကိုပြန်လည်လွှဲပြောင်းပေးတဲ့တပ်ပုံနဲ့အတူ ပို့စ်ကိုတွဲပြီးတော့တင်ခဲ့ရလဲဖြစ်ပါတယ်။အေးအေး UNL အဖွဲ့ခေါင်းဆောင်တွေဟာရခိုင်ပြည်နယ်လွတ်မြောက်ရေးလို့ကြွေးကြော်ခဲ့ပေမဲ့လက်ရှိချိန်မှာရခိုင်ဒေသခံတွေကိုဖိနှိပ်ကကိုကျိုးစီပါရှာနေကဒေသခံတွေကိုမပြောရဲမဆိုရဲအောင်အကြောက်တရားနဲ့ဖိနှိပ်ထားတယ်လို့ဝေဖန်မှုတွေလည်းမြင့်တက်နေပါဗျ။အေးအေး UNL အဖွဲ့ဟာ NASA ကတက်တွေနဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာမျိုးရီကိုသာထိန်းချုပ်နိုင်ခဲ့ပေမယ့်လူအင်အားသုံးတိုက်ခိုက်ခဲ့တဲ့အတွက်အထူးကအကြဆုံးများနေကော ရခိုင်ပြည်နယ်အတွင်းနေထိုင်နေတဲ့ဌာနေလူမျိုးတွေမျိုးတုံးပြောက်ွယ်မှာစိုးရိမ်မှုမြင့်တက်နေကြပါတယ်။ AA UNLI အဖွဲ့ဟာတိုက်ပွဲအတွင်းထိခိုက်ကြဆုံးမှုတွေကိုလူသိရှင်ကြားထုတ်ဖော်ပြောဆိုတာမျိုးမရှိပေမယ့်ရခိုင်ပြည်နယ်အတွင်းမှာဗိုက်တီတဲ့ရိအသက်မပြည့်သေးတဲ့သူတွေကို အတင်းအကျပ်လူသိစုဆောင်နေရတိုက်ပွဲအတွင်း AA UNLI အဖွဲ့ဝင်ဘလောက်အထိထိခိုက်ကြဆုံးနေတယ်လဲဆိုတာသက်တည်ပြနေပါတယ်။ AA UNLI အဖွဲ့ဟာအတင်းအကျပ်လူသိစုဆောင်ထားသူတွေကို ရက်တို့စစ်တင်နေပေးပြီးတိုက်ပွဲတွေပါဝင်တိုက်ခိုက်ခိုင်းခဲ့သလိုစိတ်ကြွစေးတွေကျွေးပြီးစစ်တိုက်ခိုင်းတာတွေလည်းရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။လက်ရှိချိန်မှာလည်း AA UNL အဖွဲ့ဝင်တွေဟာလူပြုံးတီးမှုတွေပုံမှုဖြစ်လာနေတဲ့အတွက်တအိမ်တယောက်ကြအတင်းအဓမ္မစစ်မှုတန်းခေါ်နေပြီးအမျိုးသားမရှိရင်အမျိုးသမီးစစ်မှုထမ်းရမယ်လို့တင်းကျပ်တဲ့စီကအမိန့်တွေထုတ်ပြန်ထားတယ်လို့သိရပါတယ်။ရခိုင်နိုင်ငံရေးသမားတအူက UNLA ထိန်းချုပ်ရာနယ်မြေတွေမှာတအိမ်တယောက်ကြအတင်းအဓမ္မစစ်မှုတန်းခေါ်နေပြီးဒေတာ25ရက်နေ့နောက်ဆုံးထားပြီးတယောက်ကြရမှာဖြစ်ပါတယ်အမျိုးသားမရှိရင်အမျိုးသမီးတွေထမ်းဆောင်ရမှာဖြစ်တယ်အခုစရင်လိုက်ကောက်နေတဲ့အတွက်အရက်သားပြည်သူတွေမှာစိုးရင်ထိတ်လန့်နေကြရပါတယ်စားစရာဆက်မရှိပြေးစရာမြေမရှိတဲ့အခြေအနေမှာစစ်မှုထမ်းဖို့မှတပါရွေးချယ်စရာမရှိတော့ပြီမဟုတ်လို့အပူပေါ်အပူစင်ရခိုင်လူတို့ပြင်မိနေပါပြီ ီပါရောက်တွေ့တယ်လေထဲမှာအာချောင်းနေမဲ့အစားကိုရိုင်းပြန်လာပြီးစစ်မှုထမ်းလို့ရှားပါတယ်တဲ့အမျက်ဆုံးပြန်လာခဲ့ပါနော်အရက်ခတ်တက်တော်ကအလုံးနဲ့တက်တည်ပြမယ့်တင့်ကို စိတ်စံတာပြင်းပြစွာနဲ့စောင့်မျှော်နေပါတယ်ဆိုပြီးတော့ပြောပါတယ်ဘလို့ပင်ဆိုနေစေကမူအေးအေးရှန်လီအဖွဲ့ခေါင်းဆောင်နေကြွေးကြော်ခဲ့တဲ့အဖရခိုင်နိုင်ငံတော်တို့ရခိုင်ပြည်နယ်လွတ်မြောက်ရေးဆိုတဲ့ကြွေးကြော်တမ်းတွေဟာရခိုင်လူထုအကျိုးစီးပွားအတွက်မဟုတ်ဘဲအေးအေး UNL အဖွဲ့ခေါင်းဆောင်တွေနဲ့ AA ULA အဖွဲ့ဝင်တွေအကျိုးစီးပွားဖြစ်ထွန်းရေးကိုရည်ရွယ်ခဲ့တယ်ဆိုတာသိတာထင်ရှားလာပြီးဖြစ်ပါရဲ့ရှင်